ြပါရှင်။ Radio Veritas Asia အာရှသမတရားတံလွင်ဌာနမှမြန်မာဘာသာအစီအစဉ်များကိုစတင်တံလွင်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နာရီ6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ ါခင်ဗျာ။မွေးနေဓမ္မတိလက်ဆောင်ကဏ္ဍကို ကျွန်တော်ဂျုံဝင်းစောထုံးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ3ရက်နေ့မှာကြက်ရောက်တဲ့မွနေရှင်များကတော့ကျောင်းကုန်းမြို့မှဇာအောင်ထွေ တောင်ကြီးမြို့မှမောင်ဝင်းကျော်ရန်ကုန်မြို့မှမခင်လင်းအေရန်ကုန်မြို့မှပဲဒေါ်မာဂရန်ရွှေဘူကလမရွာမှဦးလာမောင် ရွှေကူမြို့မှခင်မေရင် ပယုကုံးရွာမှာမခင်နှင်းဤခေါ်အေးအေးမန္တလေးစိန်သေးပြည်မှာဒေါ်မီဒီလူးအကူတိုင်းလက်ပံရေကျော်မှာတကြောဦးမိထီလာ GTC မှာဇေယျတို့ပဲဖြစ်ပါတယ်ဒီကနေ့နှုံဝင်ပါလား၃ရက်နေမှာကြက်ရောက်တဲ့မွနရှင်များနတ်စင်အပေးနေသူများတောင်းဆိုထားကြသူများအလုံးပေါ်ဖះရှင်ရဲ့ကောင်းကြီးများစရတဲ့ဘူးတို့၍ခံစားရပါစေကြောင်းအချက်တမတရားမြန်မာပိုင်းစီတင်မှာ ဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်ပေးရင်ဒိဋ္ဌန်ရှင်နှွက်ယူဝင်းတည်ဆိုထားတဲ့ဘုန်းတော်ရှင်ဆိုတဲ့ဓမ္မသရှင်ကို တင်ဆက်ပေးလိုက်ပါတယ် shemya apondo shizedo kabase se pondo gondo shizedo kamiro pya shemya apondo gondo shizedo 共多帮多世界的目的你就为念不要生灭啊帮多世界的可把世界帮多共多世界的 ှင်မြအပေါင်းတို့ရှိစေတော်ကဘာဆက်ဆက်ပေါင်းတို့ကုန်တို့ရှိစေတော်ကဘာဆက်ဆက်ပေါင်းတို့ကုန်တို့ရှိစေတော်တဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမြတ်တာဩတနာကိယနာရှင် ဖခမိတော်ဗျာကိုရောဒီသာသမီတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာပြုနာတော်ဖြင့်ထူမပေးတော်မူပါသာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ကိုရောရှင်မှ လွဲ၍မြည်သည့်အရာမှ အားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနဲ့ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနဲ့ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သာသမီတို့၏ဘဝနေထိုင်မှုတွင် အထူးလိုအပ်နေသော ဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုဗဒါနမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသော ကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည် ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနဲ့တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများ ကြံရှိနေပါလျင်ကိုရောရှင်၏တနာကိယနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျာအာမင် င်္ဂလာပါချစ်လာကြသောဓမ္မမိတ်ဆွေပေါင်းတို့ဒီနေ့အသင်းတော်အနေနဲ့သူတော်စင် မာတင်ဒီပေါ်ရက်စ်ကိုဂုံပြုဆုတောင်းတဲ့အထိမ်းအမှတ်ပွဲနေ့ဖြစ်ပါတယ်။ပီရှူးနိုင်ငံလီမာမြို့ကဒိုမင်နီကန်အသင်းရဲ့လေးပရဲတဲ့ဘာဖြစ်တဲ့ဒီသူတော်စင်ရဲ့ဘဝဟာ သခင်ခရစ်တော်ရဲ့ဧဝံဂေလိတရားရဲ့တက်ရှိအနက်ဖွင့်ဆိုချက်တစ်ခုဖြစ်ပါတယ်။ရှင်လုကာဧဝံဂေလိကျမ်း အခန်းကြီး14အခန်းငယ်7ကနေ14မှာသခင်ယေရှုက ကျွန်ုပ်တို့ရဲ့လူမှုဘဝအတွက်အလွန်ပြောင်းလဲတဲ့ညွှန်ကြားချက်ကိုပေးခဲ့ပါတယ်။စားတော့ပွဲခံတဲ့အခါသင်သည်နှိမ့်လေစာဖြစ်စေညစာဖြစ်စေပေးတဲ့အခါမိမိရဲ့အဆွေခင်မွန်မိမိရဲ့ညီအကိုမိမိရဲ့ဆွေမျိုးမိမိကြွယ်ဝသောအိမ်ကြီးချင်းတို့ကိုမခေါ်နဲ့။သို့မဟုတ် သူတို့ဟာသင်ကိုတဖန်ပြန်ပြီးတော့မှ ခေါ်စေခြင်းကအကြောင်းရှိလိမ့်မယ်။သင်ဟာပွဲတော်ပေးတဲ့အခါမှာစင်ရသာအင်ကချွတ်တဲ့သူ ခြေမစွမ်းသူ မျက်စိကန်းတဲ့သူတွေကိုခေါ်လော့တဲ့ဒီအချက်ဟာ လောကီလူသားတို့ရဲ့မျက်နှာကြည့်ရဟင်းဘက်ပါတတ်တဲ့ယဉ်ကျေးမှုနဲ့လုံးဝဆန့်ကျင်တဲ့ဖိတ်ကြားမှုဖြစ်ပါတယ်။သင်ပေးလျင်ငါပြန်ပေးမယ်။သင်ကောင်းလျင်ကျွန်ုပ်မဆိုးပါဆိုတဲ့လူသဘောကိုကိုရောကပြောင်းမြန်လှန်လှဲ့ခြင်းပဲဖြစ်ပါတယ်။ ။သခင်ယေရှုက "तू ပြန်ကြွေးကြွေးမကြွေးကြွေးကြွေးပါ ပေးပါ။ तू ကောင်းကောင်းမကောင်းကောင်းကိုယ့်ဘက်ကအမြဲကောင်းနေဖို့အတွက်တွင်တင်နေပါလေ။ကျွန်ုပ်တို့ကိုဖျားသခင်ရဲ့သာရဆုလက်ကိုသေချာစေခြင်းဖြစ်ပါတယ်။1596ခုနှစ်မှာမွေးဖွားခဲ့တဲ့သူတော်စင်မာတင်ဒီဘော့ရက်စ်ဟာစပိန်လူမျိုးမူးမတ်တဦးနဲ့လွတ်မြောက်လာတဲ့အာဖရိကနယ်ပယ်ပါအမျိုးသမီးတဦးတို့ကနေပြီးတော့မှပေါက်ဖွားလာတဲ့သူဖြစ်ပါတယ် အဲ့ဒီခေတ်လီမာမြို့ရဲ့ခွဲခြားဆက်ဆံတဲ့လူအတိုင်းဝိုင်းမှာသူဟာအပေခံတူဖဲကျင်ခံရသူရဲ့ဘဝကိုကောင်းကောင်းသိပါတဲ့ဒီအတွေ့အကြုံတွေကြောင့်ပဲမာတင်ဟာယေရှုသခင်ရဲ့အမိန့်တော်ကိုအကြံဉာဏ်ဖြစ်တာမကဘဝခေါ်တော်မူခြင်းအဖြစ်ပါနားလည်ခဲ့ပါတယ်သူဟာဒိုမီနီကန်အသင်းကိုစေတနာဝန်ထမ်းအကူအညီပေးသူအဖြစ်သာလက်ခံခဲ့တယ် ူဟာတန်ရှင်းရေးအဝိရှော်ခြင်းတွေစတဲ့အနေဆုံးအလုပ်တွေကိုလုပ်ကင်ခဲ့ရပါတယ်။သို့တော်လည်းပဲနှိမ့်ချလို့မနှိမ့်ကြသွားပါဘူး။နှိမ့်နှိမ့်ချချနဲ့အစီကံခဲ့တယ်။သူဟာဆေးရုံတစ်ခုကို ကြီးကျက်ပြီးတော့မှစပိန်မူမက်တီအာဖရိကကျွန်းတွေအထိ လူတိုင်းကိုဒန်းတူဂုံတိတ်ခါရှိရှိနဲ့ပြုစုဆောက်ရှောက်ခဲ့ပါတယ်။သူဟာဆင်းရဲတဲ့သူ160ကျော်ကိုနှိမ့်စင်ကျွေးမွေးဖို့အတွက်လှူခံခဲ့ရတယ်။တခါတော့ ဖုန်းတော်ကြီးကျောင်းငွေကြေးအကျက်တဲဖြစ်တဲ့အခါမှာသူကကျောင်းဦးကြီးကိုဒီလိုပြောပါတယ်ကျွန်တော်ကဆင်းရဲတဲ့လူမျိုးသားတယောက်ပါ ကျွန်တော်ကိုရောင်းလိုက်ပါ ကျွန်တော်ကဒီအသင်းရဲ့ပိုင်ဆိုင်မှုပါ ရောင်းလိုက်ပါတဲ့ဩဘလောက်တောင်မှရရောတယ်သူရဲ့ရရောမှုဟာအလွန်တန့်စင်ပြီးတော့မှ လူသားတို့ရဲ့မျှော်လင့်ချက်က ကင်းဝေးတဲ့အကြောင်းဖျားသခင်ဟာ မိမိရဲ့ဘုန်းတော်နဲ့ဆိုင်တဲ့စုကျေးဇူးတော်ကိုမာတင်အပေါ်တွန်းချပေးပါတယ်။ယောဂါတွေကိုချက်ချင်းပြောက်စေတယ်။နေရနှစ်နေရမှာတပြိုင်တည်းနဲ့ရှိနိုင်တယ်။တိရိစ္ဆာန်တရဝါလေးတွေနဲ့လည်းပဲဆက်သွယ်ပြောဆိုနိုင်တယ်။ဒီကျေးဇူးတော်အံ့ဖွယ်ရာဇလန်းနေထင်ရှားပါတယ်။သူ့ရဲ့စုလက်ဟာလူသားများရဲ့ကျေးဇူးတင်စကားမဟုတ်ပါဘူး။ညသာစာပွဲပြန်ဖိတ်ကြားခြင်းလည်းပဲမဟုတ်ပါဘူး။ ဖြောင်းမတ်တဲ့သူတွေထမြောက်ရာ ကာလမှာတင့်အားအကျိုးပေးလိမ့်မယ်ဆိုတဲ့ဘုရားသခင်ရဲ့ထာဝရပေါင်းစည်ခြင်းပဲဖြစ်ပါတယ်။သူတော်စင်မာတင်ဒီပေါ်ရက်စ်ကယူသားနဲ့နဲတဲ့တက်တည်ခံချက်ဟာကျွန်တို့ကိုတွက်ချက်မှုမရှိဘဲနဲ့ရရောချင်းဘဝကိုရဲရဲဝံ့ဝံ့လက်ခံဖို့အတွက်နှိုးဆော်နေပါတယ်။ဒါကြောင့်ချစ်လာတော်ဓမ္မမိတ်ဆွေပေါင်းတို့ဘုရားသခင်ကိုချစ်ပြီးတော့မှ ပြုတဲ့အနေအဆုံးသောအမှုဟာ ထာဝရဘုန်းတော်ကိုရောက်ရလမ်းကြောင်းဖြစ်တဲ့အကြောင်းတက်တည်ပြနိုင်ကြပါစေတက်တည်ခံကြပါစို့ဂျာနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေဒီစပါအတွက်တည်တရားညာတစ်ခုကဏ္ဍမှာတော့တင်းတို့ဒီငါဤမျောလင်းခြင်းဖြစ်သည်ဆိုသည့်ကောင်းခြင်းဖြင့်ဆင်းရဲသားများဆိုင်ရာနဝမအချိန်မြောက်ကမ္ဘာနှစ်အတွက် ။ဩယာမင်းကြီးလီယို14ဤတရင်စကားလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သာသနာတော်သည်2025ခုနှစ်နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့တွင်ကြာရောက်မိစင်ရသားများဆိုင်ရာနဝမအချိန်မြောက်ကမ္ဘာနှင့်အတွက်ပြင်ဆင်နေခြင်း၌ဩယာမင်းကြီးလီယို14သည်တင်တို့ဒီငါဤမျော်လင့်ခြင်းဖြစ်သည် you are my hope ဟူသောကောင်းစဉ်အပေါ်အတ္တကထားသည့်သရင်စကားတစ်ခုကို ထုတ်ပြန်ခဲ့ပါသည်ဤဂျူဘလီနှစ်သည်အဟောင်းနှင့်အသစ်ဖြစ်သောဆင်းရဲမွေးတေမှုပုံစံများကို တိုက်ဖြစ်ရန်ရည်ရည်သည့်မူဝါဒများဖွင့်ပြတိုးတက်လာစေရန်အားပေးလိမ့်မည်ဟုမျှော်လင့်ကြောင်းကိုလည်းထည့်သွင်းဖော်ပြထားပါသည်။ဆာလံကြားများမှကောက်နှုတ်ပြီးဆင်းရဲဒုက္ခခံစားနေရသူများ၏လက်တွေ့ဘဝအတွေ့အကြုံများကိုခြေခံ၍ပုံရံမင်းကြီးလီယိုကခရိယာများဆင်းရဲသူများကိုဂိယူနာ၏အရာဝတ္ထုများ objects of charity အဖြစ်မဟုတ်ဘဲမျှော်လင့်ခြင်း၏ရှေ့ဆောင်များ protagonists of hope အဖြစ်အတိမှတ်ပြုရန်တိုက်တွန်းခဲ့ပါသည်ဂျူဘလီနှစ်သည်ဆင်းရဲနွမ်ဘာတို့တွင်ဆင်းရဲဆုံးသူများကို ထောက်ပံ့ရန်နှင့်ကူညီရန်စီစဉ်သင့်များကို အကောင့်ထဲဖော်ရန်အခွင့်အရေးဖြစ်လာလိမ့်မည်ဟု၍၎င်းရမင်းကြီးကမျှော်လင့်ကြောင်းဖော်ပြခဲ့ပြီးအလုပ်သမားများလုပ်သားပညာရေးအင်အားနှင့်ကျန်းမာရေးတို့သည်လက်နက်အသုံးပြုခြင်းဖြင့်မြည်သည့်အခါမျှ မရနိုင်သည့်လုံခြုံရေး၏အခြေခံအုတ်မြစ်များဖြစ်သည်ဟုလည်းမှတ်ချက်ပြုခဲ့ပါသည်။စင်ဟသာရို၏ကာကွယ်သူဖြစ်သော Saint Anthony of Padua နေတွင်ထုတ်ပြန်ခဲ့သောပုံရံမင်းကြီးသတင်းစကားသည်ကျွန်ုပ်တို့ကဘာကိုဖုံးလွှမ်းနေသော မတည်ငြိမ်မှုများကို တုံ့ပြန်သည့်အနေဖြင့်ခရစ်ယာန်တို့၏မျှော်လင့်ခြင်းကို ပြန်လည်ရှာဖွေရန်ယုံကြည်သူများအားတောင်းဆိုထားပါသည်။ယန္နာရှင်ပေါလု၏ ကျွန်ုပ်တို့သည်အသက်ရှင်တော်မူသောဖခင်ကိုမျှော်လင့်လျက်ရှိသည်ဟုသောအမခံချက်ကိုပြန်လည်အမှတ်ရစေလျက်ဖခင်သခင်၌မျှော်လင့်ခြင်းသည်ညီသည့်အခါမြစိတ်ပြတ်အားငယ်စေမည်မဟုတ်ဟုအိုယမ်းမင်းကြီးကအတည်ပြုပြောကြားခဲ့ပါသည်ဆက်လက်ပြီးဒုက္ခအလဲမှမျှော်လင့်ခြင်း၏တည်တည်များကောင်းစဉ်ဖြင့်ယမ်းမင်းကြီးလျိုသည်ဆင်းရဲသူဆင်းရဲသားများသည်ရုပ်ဝတ္ထုလုံခြုံမှုကင်းမဲ့တော်လဲနေဆိုင်ပြခနိုင်ရှိသောမျှော်လင့်ခြင်းကိုမကြာခဏပုံဖော် ကြပုံကို မှတ်ချက်ပြုပြီးသူတို့သည်အာနာနှင့်ပိုင်ဆိုင်မှုများ၏လုံခြုံမှုအပေါ်မှီခိုး၍မရနိုင်သူတို့၏မျှော်လင့်ခြင်းကိုခြားတနေရာတွင်မဖြစ်မနေရှာဖွေရမည်ဤအာနေချက်ထဲမှပင်ကျွန်ုပ်တို့လည်းမကြခဏမျှော်လင့်ခြင်းများမှသာဝရမျှော်လင့်ခြင်းသို့ကူပြောင်းသွားသည်ဟုအိုယမ်မင်းကြီးကရှင်းပြခဲ့ပါသည်အဆိုရဆုံးမွဲတင်မှုပုံစံမှာဖျားသခင်ကိုမတိခြင်းပင်ဖြစ်သည်ဟုယမ်မင်းကြီးကဆက်လက်ပြောကြားခဲ့ပြီးယမ်မင်းကြီး Francis အရှင်သူမြတ်၏ ဧဗန်ဂျယ်လီဂေါဒီယမ်စာဂျွန်နောကိုကူကား၍ဝိညာဉ်ရေးရာစောင့်ရှောက်မှုကိုယုံကြည်ခြင်းအပေါ်အထူးပွင့်လင်းမှုရှိသောစင်ရသားများအားငင်းပယ်ခြင်းကိုမပြုသင့်ကြောင်းအလေးပေးဖော်ပြခဲ့ပါသည်။ကြောက်စိုးတစ်ခုကဲ့သို့မျှော်လင့်ခြင်းရင်ကောင်းစဉ်ဤအောင်မယဟမင်းကြီးလေးဦးကရှေးဦးခရိယံများသည့်မျှော်လင့်ခြင်းကိုကြောက်စိုးတစ်ခုအဖြစ်ရှုမြင်ခဲ့ပုံခရိယံမျှော်လင့်ခြင်းသည်ကျွန်ုပ်တို့၏နှလုံးသားများကို သခင်ယေရှု၏ဂရိတော်၌မြေဆိုင်ထားသောကြောက်စူးတစ်ခုနှင့်တူကြောင်းစစ်ပွဲနေရစွန့်ခွာရမှုနှင့်တဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများဖြင့်ပျက်စီးနေသောကဘာကြီးတွင်ဤမျောလင်ခြင်းသည်လူဂုံတိတ်ခါကိုမြဲမြံစွာစုပ်ကင်ထားသည့်ကြောက်စူးအဖြစ် ကြံရှိနေမည်ဟုလည်းအခိုင်အမာ ပြောကြားခဲ့ပါသည်။ဒီဥနာသည်ဂရိတစ်ခုမျှသာမဟုတ်ပါ။၎င်းသည်ပျော်ရွှင်မှုနှင့်တာဝန်ယူမှုဖြင့်လက်ခံရမည့်ပြစ်စုံပံဖြစ်ရမှန်တစ်ခုဖြစ်သည်ဟုလည်း ထောက်ပြခဲ့ပါသည်ဆလပြေလူသားတို့၏မြို့တော်မှဖျားသခင်မြို့တော်သို့ဟူသောခေါင်းစဉ်အောက်တွင်ယုံကြည်ခြင်းနှင့်လူမှုရေးတာဝန်ယူမှုတို့ကြားဓာတ်ရိုက်ဆက်ဆက်မှုကို ဆွဲထုတ်ခံရာမင်းကြီးသည်စင်ရဲမွဲတည်မှုကို၎င်း၏ဖွဲ့စည်းပုံဆိုင်ရာ အရင်းအမြစ်များ structural roots မှကိုင်တွယ်ဖြည့်ရှင်းရမည်ဟုသောသာသနာတော်၏ရည်ရှိသွန်သင်ချက်ကိုလည်းပြန်လည်အမှတ်ရကြဖို့တတိပေးခဲ့ပါသည် ဆင်းရဲမွဲတေမှုတွင်ကင်တွယ်ဖြည့်ရှင်းပြီးဖယ်ရှားပြည့်ရမည်ဖွဲ့စည်းပုံဆိုင်ရာအကြောင်းတရားများရှိသည်ဟုလည်းရေးသားခဲ့ပြီးလौတာပညာရေးအင်အားနှင့် ကြားမာရေးစောင့်ရှောက်မှုကို Universal Right တကဘာလုံးဆိုင်ရာအခွင့်အရေးအဖြစ်သာသနာတော်၏ဂတိကိုယ်အကိုထင်ဟဆေမြင့်မူဝါဒများချမှတ်ကြရန်လဲတောင်းဆိုခဲ့ပါသည်ပုံရမင်းကြီးသည်လစ်လျူရှုခြင်းယဉ်ကျေးမှုကိုရှုံချရင်းမကြာခဏလစ်လျူခံရလေရှိသော ျော်လင့်ခြင်းတိတ်ဆိတ်သော အမှတ်လက္ခဏာများဖြစ်သည့်စောင်းရှောက်မှုဂေဟာများကျွေးမွေးရေးစားတောက်ဆိုင်များနှင့်ဝင်ဝင်နေသောကြောင်းများစွာတို့ကိုလည်းထောက်ပြခဲ့ပါသည်။ဆင်းရဲသားများဟာသာသနာအတွက်အာယုံပြန့်လွင့်စရာမဟုတ်ပါ။သူတို့ဟာကျွန်ုပ်တို့ရဲ့ချစ်လာစွာသောညီကိုမောင်နှမများသာဖြစ်ကြတယ်။သူတို့ဟာအေဝံဂေလိတရားရဲ့အမှန်တရားနဲ့ကျွန်ုပ်တို့ကိုထိတွေ့စေတယ်။ယမင်းကြီးကသူ၏ဖိတ်ခေါ်ချက်ကိုပုံမိုအေးဒီကြီးဖြစ်စေရန်ပုံမိုထိရောက်စေရန် ယခုနှစ်ဆင်းရဲသားများဆိုင်ရာကဘာနေသည် လက်ရှိကျင်းပနေသောဂျူဘလီပွဲတော်နှင့်ဤကဆက်ဆက်နေကြောင်းခရိယာများအားတတိပေးခဲ့ပါသည်တန်ရှင်းသောတကား Holy Door ကိုပိတ်ပြီးသည်နှင့်ကျွန်ုပ်တို့အားပေးခဲ့သောဖခင်သခင်၏လက်ဆောင်များကိုတံပိုးထားပြီးအခြားသူများနှင့် မျှဝေရမည်ထို့ကြောင့်ယမင်းကြီးကယုံကြည်သူများအားဆင်းရဲသားများကိုစောင့်ရှောက်မှုခံယူသူများဖြစ်တာမကပဲ ယနေ့ဧဝံဂေလိတရားကိုရှင်သန်ရင်းနီလန်းသစ်များကိုရှာဖွေကြရန်ကျွန်ုပ်တို့ကိုစိန်ခေါ်နေသောဖန်တီးမှုရှိသည့်ပုဂ္ဂိုလ်များ creative subjects အဖြစ် ရှုမြင်ရန်တိုက်တွန်းခဲ့ပါသည်။ယာမင်းကြီးလီယိုသည်ဆန်ဂစတင်ပညာရှိသောစကားကိုလည်းပဲ့တင်ထပ်ဆေးခဲ့ပြီးရိုးရှင်းသောရည်ရွယ်မှုထက်တရားမျှတမှုကိုတိုက်တွန်းခဲ့သည်။သင်သည်စာလောင်နေသူအမုံပေးသည်သို့သောမြည်သူမျှမစာလောင်ခြင်းကပို၍ကောင်းသည်ဟု ယဟမင်းကြီးကကိုးကားခဲ့ပါသည်သူ၏သတင်းစကားဏိကုံးချုပ်အနေဖြင့်ယဟမင်းကြီးသည်ဒုက္ခရောက်သူများအားနှစ်သိမ့်ပေးသူအမိမေတော်မာရိယာထံအနှံခဲ့ပြီးသာသနာတော်နှင့်ကဘာကိုတီတီယုံဤစကလုံးဖြင့်မျောလင်းခြင်းသည့်ချင်းကိုတည်ဆိုကြရန်ဖိတ်ခေါ်ခဲ့သည်။အိုထာဝရဖျားကိုရိုနိုက် ကျွန်ုပ်တို့၏မျောလင်းခြင်းရှိသည်။ကျွန်ုပ်တို့သည်ဤသည့်အခါမြအချင်းဤမျောလင်းမည်မဟုတ်ပါ ဆင်းရဲသားများဆိုင်ရာကမ္ဘာနှင့်နောက်ခံသမိုင်းကြောင်းလေးကိုဆက်လက်တင်ပြရလျင်ပုံရမင်းကြီး Francis ဒီသာသနာတော်အားဆင်းရဲမွဲတင်မှုကိုပုံစံမျိုးမျိုးဖြင့်တက်ကြွစွာဂိုင်းတွယ်ဖြည့်ရှင်းကြရန်အားပေးသည့်အနေဖြင့်2018ခုနှစ်တွင်ဆင်းရဲသားများဆိုင်ရာကမ္ဘာနှင့်ကိုစတင်တည်ထောင်ကျင်းပခဲ့ပါသည်ခရီးအမများနဲ့စိတ်တော်ရာကောင်းသောမြို့သားမြို့သမီးအားလုံးအတွက် စင်ကျင်သုံးသပ်ပြီးဆောင်ရွက်ရမည့်အချိန်ဖြစ်ပြီး

ဒီတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ပေါ်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။